မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်နိုင်ငံတော်ကဒေါ်စတ်ဆူချီကိုချစ်မြတ်နှုတ်ကြတဲ့ပြည်သူတွေအပါအဝင်ရန်ကုန်အခြေစိုက် Britain, Denmark, Norway, Finland, Italy, Europe သမဂ္ဂနဲ့ Germany တန်ယုံတို့ကပါဒေါ်စတ်ဆူချီရဲ့မွေးနေ့ပန်းတပိတ်မှာပါဝင်တဲ့အနေနဲ့ Facebook profile ဓာတ်ပုံတွေကိုပန်းဓာတ်ပုံတွေအဖြစ်ကြောင်းလိုက်လိုက်ကြပါတယ် မန္တလေးမြို့မှာပန်းပန်းတဲ့သူပန်းဝယ်တဲ့သူနဲ့ပန်းရောက်တဲ့သူတွေကိုဒေါ်စက်စွတ်ကြီးမွေးနေ့တပိတ်မှာပါဝင်တဲ့သူတွေဆိုပြီးပြည်သူ၁၀ဦးတက်မင်းဲကိုအကြမ်းဖက်စစ်ကောင်စီတပ်ကဖမ်းဆီးထားတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့နိုင်ငံတော်ကဒေါ်စက်စွတ်ကြီးကိုချစ်မြတ်နှုတ်ကြတဲ့ပြည်သူတွေအပါအဝင်ရန်ကုန်အခြေစိုက်ဗြိတိန်ဒိန်းမတ်နော်ဝေးဖင်လန်အီတလီဥရောပတမကနဲ့ဂျာမနီတန်ယုံတို့ကပါဒေါ်စက်စွတ်ကြီးရဲ့မွေးနေ့ပန်းတပိတ်မှာပါဝင်တဲ့အနေနဲ့ Facebook profile ဓာတ်ပုံတွေကိုပန်းတက်ပုံတွေအဖြစ်ပြောင်းလဲလိုက်ကြတယ်လို့သိရပါတယ်။ဒီကနေ့ဇွန်လ16ရက်နေ့မှာချက်ရောက်တဲ့လူလူကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့86နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အဖြစ်ဒေါအောင်ဆန်းစုကြည်ကိုချစ်မြတ်နှိုးကြတဲ့ပြည်တွင်းပြည်ပနိုင်ငံတော်ကပြည်သူတွေဟာပန်းသပိတ်မှာပါဝင်ဆင်နှွှဲခဲ့ကြတဲ့အပြင်ရန်ကုန်ခြေစိုက် Britain, Denmark, Norway, Finland, Italy, Europe တက်မကနဲ့ Germany တန်ယုံတို့ကပါဒေါအောင်ဆန်းစုကြည်ရဲ့မွေးနေ့ပန်းသပိတ်မှာပါဝင်ခဲ့ကြတာပါဒီကနေ့ချက်ရောက်တဲ့ဒေါအောင်ဆန်းစုကြည်ရဲ့အသက်86နှစ်မြောက်မွေးနေ့အဖြစ် ဗြိတိန်တယုံကဆိုရင်ဒေါန်ဆန်းစုကြည်ပန်းပန်ထားတဲ့ပကြီကတပ်ပုံကို Facebook profile အဖြစ်ပြောင်းလဲလိုက်ပြီးဒေါန်ဆန်းစုကြည်ပါဝင်နိုင်ငံရေးအကျဉ်းသားတွေကိုချက်ချင်းပြန်လွှတ်ပေးဖို့ကိုပါတောင်းဆိုထားပါသေးတယ်။အလားတူရန်ကုန်ခြေစိုက်ဥရောပသမဂ္ဂတန်ယုံနဲ့ဂျာမနီ၊ဒိန်းမတ်၊ဖင်လန်၊အီတလီ၊နော်ဝေးစတဲ့တန်ယုံတွေကပါဒေါန်ဆန်းစုကြည်ရဲ့မွင်းနီပန်းတဲ့ဘိတ်မှာပါဝင်တဲ့အနေနဲ့ Facebook profile တပ်ပုံတွေကိုပန်းတဲ့ပုံတွေအဖြစ်အသီးသီးပြောင်းလဲလိုက်ကြပါလေ။တစ်ဖက်မှာလည်း နိုင်ငံဝန်ကဒေါအောင်ဆန်းစုကြည်ကိုချစ်မြတ်နိုးကြတဲ့ပြည်တွင်းပြည်ပတိုင်းနဲ့ပြည်နယ်အသီးသီးကပြည်သူတွေဟာဒေါအောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ်အဖြစ်ပန်းသပိတ်မှာပါဝင်ဆင်နွှဲခဲ့ကြတယ်လို့မွေးနေ့ပွဲကျင်းပပေးတာတွေမွေးနေ့ဆုတောင်းစကားတွေကိုပါလူမှုကွန်ရက်မှာအသီးသီးဖြန့်ဝေဆုတောင်းပေးထားကြတာကိုလည်းတွေ့ရပါတယ်ခင်ဗျာတစ္ဆတ်ထဲမှာပဲမန္တလေးမြို့မှာပန်းပန်းနဲ့ဒူပန်းဝယ်တဲ့ဒူနဲ့ပန်းရောင်းတဲ့ဒူတွေကိုဒေါအောင်ဆန်းစုကြည်မွေးနေ့ပန်းသပိတ်မှာပါဝင်တဲ့ဒူတွေဆိုပြီးပြည်သူဆယ်ဦးတက်မနေ့ကိုအကြမ်းဖက်စစ်ကောင်စီတပ်ကဖမ်းဆီးထားတယ်လို့ မန္တလေးမြို့နယ်ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တက်ကိုပြောပါတယ်ဒီကနေ့ဇွန်လ16ရက်နေ့မှာကြောက်တဲ့ဒေါအောင်ဆန်းစုကြည်ရဲ့အသက်86နှစ်ပြည့်မွေးနေ့အဖြစ်ပန်းလပိတ်ကိုပြည်သူတွေအားလုံးကတက်တက်ကြွကြွပါဝင်ဆင်နွှဲနေကြတဲ့အချိန်မန္တလေးမြို့မှာစစ်ကောင်စီကရန်ကဖန်စီဓာတ်တွေလှုပ်လာတယ်ဆိုပါတယ်ဒီကနေ့မနက်ပိုင်းကပဲမန္တလေးမြို့ချမ်းအေတာဇန်မြို့နယ်31လမ်းနဲ့80လမ်းအနီးမှာဖွင့်ထားတဲ့လပိတ်ဆိုင်တဲကိုစစ်ကောင်စီတပ်ဖွဲ့တွေဝင်ရောက်လာပြီးပန်းပန်ထားတဲ့ပြည်သူတအုပ်ကိုဖန်စီသွားသလိုရွှေရမင်းဦးလပိတ်ဆိုင်ကအမျိုးသမီး၃ဦး နေစီပန်းကင်ထားတဲ့ပြည်သူတဦးဆိုင်ကင်နဲ့ပန်းဝဲလာသူအမျိုးသားတဦးနဲ့အမျိုးသမီးတဦးမဟာအောင်မြေမြို့နယ်မှာပန်းဝဲလာတဲ့သူအမျိုးသမီးကြီး2ဦးအပါဝင်စုစုပေါင်းပြည်သူ10ဦးထက်မနည်းကိုစစ်ကောင်စီကပန်းသပိတ်မှာပါဝင်နေဆိုပြီးမတရားဖမ်းဆီးထားတယ်လို့ဒေသခံပြည်သူတွေနဲ့မန္တလေးကင်တောက်အဖွဲ့ဝင်တက်ကြွလှုပ်ရှားသူလူငယ်တဦးကပါပြောထားပါတယ်။ဒါအပြင်အကြမ်းဖက်စစ်ကောင်စီကိုထောက်ခံတဲ့လော်ဘီတွေကလည်း Facebook လူမှုကွန်ရက်တွေမှာ ပန်းတပိတ်ထဲပါဝင်ဆင်နွှဲနေတဲ့သူတွေရဲ့လိပ်စာဓာတ်ပုံတွေနဲ့တကွ Telegram Channel မှာဖော်ပြပြီးဖန်စီခိုင်းတာတွေပါလုံနေကြတယ်လို့လည်းသိရပါတယ်ခင်ဗျတစ်ဖက်မှာတော့ကင်းပြည်နယ်မြောက်ရီမြို့တောင်ဘက်ကအကြမ်းဖက်စစ်ကောင်စီရဲ့စုကလီစခန်းကို KNLPDF ပူးပေါင်းတပ်တွေကမနေ့ကပဲတက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ Special Operation Group SOG တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်အဲ့ဒီမြောက်ရီမြို့တောင်ဘက်ကအကြမ်းဖက်စစ်ကောင်စီရဲ့စစ်အင်အားအယောက်90လောက်ရှိတဲ့စုကလီတပ်စခန်းကို ဇွန်လ16ရက်နေ့ကစပြီး KNL PDF ပူပေါင်းတက်တွေကစတင်တိုက်ခိုက်ရမှာဇွန်လ18ရက်နေ့ဖြစ်တဲ့မနေ့ကပဲစကန်တခုလုံးကိုတော်လိုင်းရေးတက်တွေကတိမ့်ပိုက်နိုင်ခဲ့တယ်ဆိုပါတယ်အဲ့ဒီတက်ပွဲတွင်စစ်ကောင်စီတပ်သားတွေကတော့စကန်ကနေစွန့်ခွာပြီးအကုန်လုံးထွက်ပြေးသွားကြတယ်လို့တော်လိုင်းရေးတက်တွေကအဲ့ဒီလိုထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သားတွေကိုလိုက်လံရှာဖွေပြီးနယ်မြေရှင်းလင်းရေးတွေလုပ်နေတယ်လို့လည်း SOG တက်ဖွဲ့ရဲ့တည်င်းနဲ့ပြန်ကြားရေးတာဝန်ခံကပြောထားပါတယ်အဲ့ဒီအကြမ်းဖက်စစ်ကောင်စီရဲ့စုကလိစကန်မှာ ခမယာ961တရင်မှုဒုဗိုလ်မှူးကြီးတူရိန်ဦးဆိုတဲ့သူ ਨੇ ခြေလျင်တရင်ခလာရ32တို့ကတက်ဆွဲအထိုင်ချထားတာဖြစ်တယ်လို့လည်းသိရပြီအခုတော့စုကလီစကန်တခုလုံးကို KNL PDF ပူပေါင်းတက်တွေကတိမ့်ပိုက်နိုင်ခဲ့တယ်လို့လည်းသိရပါတယ်ခင်ဗျာဒီတစ်ခါရှမ်းပြည်နယ်တောင်ပိုင်းမှာလဲစီဆိုင်မြို့နယ်မှာရှိတဲ့လွယ်မောတောင်ဘက်ကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ PNL တပ်အကြတိုက်ပွဲဖြစ်ပွားရမှာစစ်ကောင်စီဘက်ကပုံဦးကတော့အသီးသီးသေကုန်ကြပြန်ပြီလို့ PNL ကပြောပါတယ် ဇွန်လ16ရက်နေ့ဖြစ်တဲ့မနေ့ကပဲစီဇန်မြို့နယ်မှာရှိတဲ့လွန်မောတောင်ဒေတာဘက်ကိုစစ်ကြောင်းထုတ်ဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကိုပေါ့မြို့သားလွတ်မြောက်ရေးတပ်မတော် PNL ကကြားဖြတ်တိုက်ခိုက်ရမှာတိုက်ပွဲဖြစ်ပွားခဲ့တယ်ဆိုပါတယ်အဲဒီလိုတိုက်ခိုက်မှုအတွင်စစ်ကောင်စီဘက်ကပုံကတော့အသီးသီးဖွဲ့ကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေပါရှိသွားတယ်လို့လည်း PNL ကပြောထားပါတယ်လက်ရှိလွန်မောတောင်ဒေတာမှာတော့အကြမ်းဖက်စစ်တပ်နဲ့စစ်တပ်လက်အောက်ခံပြည်သူစစ်အဖွဲ့တွေက တို့တဆွဲနေထိုင်ရာပတ်ဝန်းကျင်ခြေရွာတွေကဒေသခံပြည်သူတွေကိုနှီးမျိုးစုံနဲ့အနိုင်ကျင့်ဖိနှိပ်ချိမ့်ချောက်တာတွေပါလုပ်နေကြတဲ့လူတွေသိရပါလိမ့်ခင်အခုတခါမကွေးတိုင်းဘက်မှာလေကံမမြုတ်ကနေထွက်လာတဲ့စစ်ရင်တန်းအတွက်ကင်းဘုံယူပေးနေတဲ့စစ်ကောင်စီတပ်သားတွေကိုတော်လန်ရေးတပ်တွေကဒရုန်းပုံးသီးတွေဇက်တိုက်ကျဲချတိုက်ခဲ့ရမှာ စေကောင်းစီတက်သားနှစ်ဦးသေသွားပြန်တဲ့အပြင်ဒဏ်ရာရတဲ့သူတွေကိုတဲ့ပြီးထွက်ပြေးနေကြတာကိုပါ drone နဲ့ရိုက်ထားတဲ့ video ထဲမှာမြင်နေရတယ်လို့မြိုင်ပကပရဲ့တာဝန်ရှိသူကပြောထားပါတယ်။ဇွန်လ18ရက်နေ့ကပဲပခုတ်ကူမြို့နယ်ကံမမြို့ကနေထွက်လာတဲ့စစ်ရင်တန်းအတွက်လုံခြုံရေးယူပေးနေတဲ့စစ်ကောင်စီတပ်သားတွေနဲ့ပြူစော့ထီတွေကိုတော်လန်ရေးတပ်တွေက drone နဲ့ပုံသီးတွေဇက်တိုက်ချဲချတိုက်ခတ်ခဲ့တယ်ဆိုပါတယ်။အဲဒီလိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်ကနှစ်ဦးကတော့ drone ဘုံတွေကြမှာပဲအတိအသင့်တဲ့ကုန်ကြတဲ့အပြင်၁၀ဦးဝင့်ကျင်လောက်ဟာလဲဒဏ်ရာတွေရသွားကြပြီအဲ့ဒီလိုဒဏ်ရာရတဲ့သူတွေကိုသယ်ပြီးတော့ထွက်ပြေးနေကြတာကိုလဲ drone နဲ့ရိုက်ထားတဲ့ video ထဲမှာမြင်နေရတယ်လို့မြိုင်ပကဖရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျတီတခါရက်ခိုင်ပြည်နယ်ဘက်မှာတော့မောင်တော်မြို့မှာအချက်ဖက်စစ်ကောင်စီတက်နဲ့အာရခတက်တော်အေအေကြတိုက်ပွဲတွေပြင်းထန်နေပြီးစေကောင်စီတက်နဲ့စစ်တလောက်အခန့်အာစာတက်ဖွဲ့တွေက ပြည်သူတွေကိုမြို့ကနေထွက်ခွာခွင့်မပေးဘဲတားမြင့်ပိတ်ပင်ထားတယ်လို့သိရပါတယ်။မောင်နှောင်းမျိုးကိုအရကတတော်အေအေကဝင်သိမ်းတော်မှာဖြစ်တဲ့အတွက်မြို့ရဲကနေပြည်သူတွေအများဆုံးထွက်ခွာကြဖို့ဇွန်လ16ရက်နေ့ကပဲအရကတတော်အေအေကတရားဝင်ထုတ်ပြန်လိုက်ပြီးနောက်မှာတော့မြို့နေပြည်သူအများစုဟာတင်းရှောင်နိုင်ခဲ့ပေမဲ့မြို့ထဲမှာရိုဟင်ဂျာတွေအပါအဝင်ထောင်နဲ့ချီတဲ့ပြည်သူတွေပိတ်မိနေကြသေးပြီးစစ်ကောင်စီတပ်နဲ့စစ်တပ်လက်အောက်ခံအာစာတပ်ဖွဲ့တွေကပိတ်မိနေတဲ့ပြည်သူတွေကိုမြို့ကနေထွက်ခွင့်မပေးဘဲတားမြစ်ထားတယ်လို့လဲဒေသခံပြည်သူတို့ကပြောပါတယ် မောင်နှမမျိုးတွေကနေထွက်ခွာခွင့်ရလိုက်တဲ့ရိုဟင်ဂျာမိသားစုဝင်အများစုဟာအာခတတော်အေအေထိန်ချုပ်ထားတဲ့လွတ်မြောက်နယ်မြေတွေကိုရောက်သွားကြပြီမဲ့အဲဒီလိုလွတ်မြောက်သွားတဲ့ရိုဟင်ဂျာတွေရဲ့မိသားစုတွေအပါအဝင်ထောင်နဲ့ချီးတဲ့ပြည်သူတွေဟာမောင်တော်မျိုးတွေမှာကြံနေသေးပြီးစစ်ကောင်စီတပ်နဲ့စစ်တပ်လက်အောက်ခံအာဆာတပ်ဖွဲ့တွေကလုံးဝထွက်ခွင့်မပေးတော့သလိုခိုးပြီးထွက်ပြေးရင်တော့တနက်နဲ့ပစ်ဖမ်းပြီးမိတာနဲ့မြို့တဲကိုပြန်ဝင်ခိုင်းတဲ့အတွက်အကြမ်းဖက်စစ်တပ်ကပြည်သူတွေကိုတစားကန်ဖမ်းထားတဲ့သဘောပဲလို့ရိုဟင်ဂျာပြည်သူတို့ကပြောထားပါတယ် အာရခတ်တတော် AA ကတော့စစ်ကောင်စီထိမ့်ချုပ်ထားတဲ့ရခိုင်ပြည်နယ်ဒက်ကလက်ကျန်မြို့တွေမှာရှိတဲ့ပြည်သူတွေကိုအာရခတ်တတော် AA ထိမ့်ချုပ်ထားတဲ့လွတ်မြောက်နယ်မြေတွေမှာတွားရောက်ခိုလုံကြဖို့အကြိမ်ကြိမ်တတိပေးထားပြီးဖြစ်ပါလိမ့်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရုံခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ